မင်္ဂလာပါရှင်။ဘာမခိတဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းတွေ့သတင်းအမျိုးကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ရခုခါတင်ဆက်ပေးမယ့်သတင်းကတော့စင်ပါဝင်းရှိစစ်တေကပ္ပဆ73ကိုတရောက်ကမမရှော့တိုက်တုံဆဲလုံးဖြင့်ပြစ်ခတ်တတ်ခံမှုစစ်ရုံများထိမှန်ခဲ့ပြီးထိခိုက်မှုအများပြားရှိဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ မကွေတိုင်းစစ်မောင်းဝဲမြို့နယ်ရှိအကျန်းဖက်စစ်တဲကပ္ပစ73ကိုတရခွန်မမရှော့တိုက်တုံဆဲလုံးမြစ်ပစ်ခတ်တိုက်ခိုက်ရာဆက်ရုံများထိမှန်ခဲ့ပြီးထိခိုက်မှုအများပြားရှိကြောင်း Brave Warrior for Myanmar BW အဖွဲ့မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်ဧပြီလ25ရက်နေ့ည7:00နာရီခန့်တွင်မကွေတိုင်းစစ်မောင်းဝဲမြို့နယ်ရှိအကျန်းဖက်စစ်တဲအမှတ်73ကာဝေးပစ္စည်းဆက်ရုံကပ္ပစ73ကိုတော်လိုင်းတပ်ဖွဲ့များကတရခွန်မမရှော့တိုက်တုံမြစ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည် ရှင်တိုက်ခိုင်မှုအတွင်းရှော့တိုက်တုံး၁၀လုံးစလုံးအရေးပါသော primer ဆက်ရုံအပါဝင်အခြားဆက်ရုံများကိုထိမှန်ပောက်ကွဲခဲ့ပြီးထိခိုက်မှုအများပြားရှိကြောင်းထိုတိုက်ခိုက်မှုသည် BWN နှင့်မဟာမိတ်အဖွဲ့များက BWN Mission 34အနေဖြင့်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါအကဘာဆ73တွင်ပြည်သူများကိုတပ်ဖြတ်ရနိုင်စစ်ရှုံးကောင်စီအဓိကအသုံးပြုနေသောအသေးစားကြေဆန်းမှအစားအကြေးစားလေရင်ပုံသေးများအထိပြုလုပ်ရရင်အဓိကအသုံးပြုရသောဒီရိုနေတာနှင့် primer အစားပြုရဟန်းများကိုအဓိကထုတ်လုပ်ပေးနေသည့် ရေးပါဆုံးသောကောက်ရေးပစ္စည်းစက်ရုံဖြစ်ကြောင်းသိရသည်။အကြမ်းဖက်စစ်ကောင်စီလက်နက်ခဲယံထုတ်လုပ်ရေးရင်းကြီးစံမှဆောက်ရေးလက်ပြပုံနှင့်မေဆာများအထက်ကဘာစာဆက်သွင်း primer စက်ရုံမှထုတ်လုပ်သော primer များကိုအသုံးပြုနေရသည့်အတွက်ထိုစက်ရုံပြက်စီပါက၎င်းကိုမိခိုနေပြီးထုတ်လုပ်နေသောကဘာစာ3ကဘာစာ5ကဘာစာ9ကဘာစာ12ကဘာစာ15ကဘာစာ19ကဘာစာ21တို့ထုတ်လုပ်မှုများလည်းထိခိုက်မိဖြစ်ကြောင်းသိရှိရသည်။ စစ်ကောင်စီဘက်ကကဘာဆာကိုတိုက်ခိုက်ခံရတဲ့ပုံစံမပေါအောင်လက်နက်ကြီးတွေနဲ့ပြန်ထွန်နေပြီးရှော့တိုက်ထုံပစ်ခတ်ခံရလို့ကြားခဲ့တဲ့ပောက်ကွဲတန်းတွေကိုတိုက်ဝဲဖြစ်တဲ့လို့အတန်လေးထွက်နေတယ်လို့လုံနေတယ်လို့သိရပါတယ်။ကဘာဆာဆက်တုံးကိုပြစ်နိုင်တာဟာကျွန်တော်တို့အတွက်အင်မတန်အားရတဲ့မစ်ရှင်ဖြစ်တယ်လို့ကျွန်တော်တို့ຫນွေတော်လိုင်းအင်အားစုတွေအတွက်လည်းကြီးမားတဲ့အထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်ဟု Brave Warrior for Myanmar BW အဖွဲ့မှတောင်းရှိသူတို့ကပြောဆိုသည်။ ထိုတိုက်ခိုက်မှုကို Brave Warrior for Myanmar BW အဖွဲ့ဦးဆောင်စီမံမှုဖြင့် Sheru အညာ No More Dictatorship NMD အဖွဲ့ Eagle Brigade အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကနေမြေအပေါ်မင်းလား PDF နဲ့ People Independence Army PIO PIE အဖွဲ့တို့မှလည်းအားဖြင့်ကူညီပေးခဲ့ကြောင်းသိရှိရသည်။ဆလဘေးတနင်္သာရီတိုင်းတွင်စစ်ရေးအခြေအနေများတင်းမာစွာတွင်ကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္သာရီတိုင်းတွင်ရှိတဝဲခရိုင်နှင့်ဘိတ်ခရိုင်တို့စစ်ကောင်စီတပ်နှင့်တော်လိုင်းအင်အားစုပူးပေါင်းတပ်များကြားစစ်ရေးအခြေ နေတင်းမာနေကြောင်းစေရတဲ့ရင်မြင့်များထံကသိရသည်တဝဲခရံတွင်ရှိတဝဲရှိတော်ဒေတာမောင်းမဆောင်ရွာတရချောင်းမြို့နယ်အပိုင်းရှေးပြူမြို့နယ်မင်းသားရွာနှင့်အနီးတဝိုင်းဖေခရိုင်ပလောမြို့နယ်စင်ထိုကြီးရွာနှင့်အနီးတဝိုင်းတနင်္သာရီမြို့နယ်သိန်းခွန်ရွာနှင့်အနီးတဝိုင်းတို့အပြင်ဖိတ်တဝဲပြည်တော်စုကလန်မိုင်တဝဲထေခိလန်မိုင်နှင့်တနင်္သာရီမောင်တော်လန်မိုင်တို့တွင်စည်ရေးအခြေအနေများတည်မှနေခြင်းဟုသိရသည် အဆိုပါဒေတာများတွင်စက်ကောင်စီလေးချောင်းတိုက်ခိုက်မှုများလက်နက်ကြီးပြက်ခတ်မှုများလည်းရှိပြီးစက်ကောင်စီလေးချောင်းမှကင်းထောင်မှုများကိုနေစင်မပြတ်လှုပ်ဆောင်နေသည်ဟုတော်လိုင်းအင်အားစုများကဆိုသည်ယနေ့ဧပြီလ26ရက်နေ့နံနက်ပိုင်းတွင်လည်းထဝယ်မြို့နယ်မောင်မရှောင်ရွာအနီးကိုစက်ကောင်စီကလေးချောင်းလက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာအမျိုးသမီးတို့အပါအဝင်အရတအုံထိခိုက်သေးဆုံးခဲ့ကြောင်းသတင်းရင်းမြစ်ပြောကြားချက်အရသိရသည် ပြည်သူတွေတေတာကတော့လက်နဲ့ကြီးထေလိုပါတိုက်ပွဲကတော့ဖြစ်တာရှိတယ်ဗျတဝဲဘက်မှာဟိုတဝဲဒေတာကန်တူကပြောသည်ထိုင်းမြန်မာနယ်စပ်တဝဲထေခိလမ်းမရှိထေကဗျူဟာစကန်ကို KNL ဘုံအောင်တံများကဧပြီလ19ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်အင်း လက်နက်ခဲယမ်းများတင်ဆက်ရမိခဲ့ခြင်းရှိသည်ဟု KNU ကသတင်းထုတ်ပြန်ထားသည့်အဆိုပါ viewers scan ဆုံရှုံရပြီးနောက်တွင်စစ်ကောင်စီကထိခိုက် viewers scan ငရဲနေ scan နှင့် body scan စသည့်ထိုင်းနေစနစ်ပိုနေသည့် scan များနှင့်ထဝယ်မျိုးနှင့်မြစ်တာမျိုးကြားရှိ viewers scan နှင့်တောင်သုံးလုံး scan ၊ကြောင်မဲတောင် scan တို့ကိုစစ်ကောင်စီကအင်အားဖြည့်တင်းနေခြင်းရှိသည်ဟုကရင်မျိုးသားစီယုံ KNU တပ်မဟာလေးဘိတ်တွယ်ခရိုင်တွင်ရေမှုဘရူဆောအင်နာနှင့်ပြည်သူ့ကော်ရဲတပ်ဖွဲ့တောင်းရှိသူတို့ပြောကြားချက်အရသေးရသည်။တရချောင်းမျိုး နဲ့အောက်ပိုင်းမတ်တိန်တိုက်ပွဲများဖြစ်ပွားရေးအမှတ်ရှိပြီးအောင်ဆိုကာလမကြီးဘိတ်တော်ရဲ့လမ်းမအားဧပြီလ24မှာဆောက်ရဲအချိန်ခန့်သန့်ဖြစ်နာတွာလာဝင်ပြုံပြင်ဖြစ်ကြောင်းတရချောင်းမြို့နယ်ပြည်သူ့ကာယူအဖွဲ့ပကဖာကရှမန်နီဧပြီလ25ရက်တွင်အသေးပေးချက်ထုတ်ပြန်နေဆလဘိနိုင်ငံရဲ့ဖီအာရီကြောင့်လာရှိုးမြို့ကထွက်ခဲ့ရတယ်လို့ကိုးကန့်အဖွဲ့ကျမ်းမာရေးဝန်ထမ်းပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ လာရှုမြို့ကနေကိုကန့်တံမတော် MNDA ပြန်လည်ဆုတ်ခွာခဲ့ရတာဟာနိုင်ငံရေးဖိအားတွေကြောင့်ဖြစ်တယ်လို့ MNDA လက်အောက်ခံစံမိုင်းဌာနတာဝန်ရှိသူတို့ရဲ့ထုတ်ဖော်ပြောကြားမှုကိုတခုတ်ခံကဒီကနေ့ဧပြီလ26ရက်မှာဖော်ပြထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကို MNDA နဲ့မဟာမိတ်တပ်တွေကတင်ယူပေးခြင်းပြည်စည်းရေးကြားကနေလာရှုမြို့ကိုပြန်လည်ထူထောင်ခဲ့ရတယ်လို့လာရှုစေယုံပြန်လည်လေပတ်နိုင်ရေးကိုလည်းအဓိကထားလှုပ်ဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။နိုင်ငံရေးဖိအားတွေကြောင့်လာရှုမြို့ပြည်သူစေယုံကြီးပိတ်ခဲ့ရတဲ့အပေါ်စံမိုင်းဝန်ထမ်းတွေက ကလည်းစိတ်မကောင်းဖြစ်မိကြောင်းကိုလည်းဖော်ပြထားပါတယ်။စစ်ကောင်စီရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက2024ခုနှစ်ဇူလိုင်လကတင်ယူပြီးချိန်လာရှုံမြို့တစ်ခုလုံးကိုဩဂုတ်လဆန်းပိုင်းမှာ MNDA ကထိန်းချုပ်နိုင်ခဲ့ပြီးနောက်မြို့ပြန်လည်ထူထောင်ရေးနဲ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကိုဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့အရှက်တကွဲစစ်ရေးရှုံနေပြီလာရှိုးမြို့ကိုစွန့်လွတ်ခဲ့ရတဲ့စစ်ကောင်စီကမြို့ပေါ်ပြည်သူတွေကိုပြစ်မှတ်ထားတာလူနေရွက်ွက်စေယုံစာတင်ကြောင်းနေရာတွေကိုအကြမ်းဖက်ပုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးတရုတ်အစိုးရကလည်းတရုတ်မြန်မာနယ်စပ်ဂိတ်တွေကိုပိတ်ဆို့ကာကုန်သွယ်ဖြတ်ကျောင်းမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒါပြင် MNDA တပ်ဖွဲ့အပေါ်နိုင်ငံရေးစီးပွားရေးနဲ့ကုန်သွယ်ရေးဖိအားပေးမှုတွေလှုပ်ဆောင်ခဲ့တယ်လို့ ကိုကန့်ကောင်းဆောင်စစ်ဦးစီးချုပ်ဖုံးထွာရှင်ကိုလည်းတရားမဝင်ဖမ်းဆီးထိန်းနှံမှုတွေလှုံ့ဆော်ခဲ့တယ်လို့သတင်းများထွက်ပေါ်ခဲ့ပါသေးတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံခြံဝင်ကြီးဌာနကတော့ဦးဖုံးထွာရှင်ဟာတရုတ်နိုင်ငံတွင်မှကျန်းမာရေးအရေးအစိုးရကုသမှုခံယူနေတယ်လို့သာသတင်းထုတ်ပြန်ခဲ့ပါသေးတယ်။တရုတ်ဆိုရပြားမျိုးစုံကြောင့် လာရှိုးမျိုးကနေ MNDA ကအကူလာ21ရက်နေ့မှာအပေးတိုင် ဆုတ်ခွာခဲ့ပြီးစစ်ကောင်စီက22ရက်နေ့မှာစစ်ကောင်စီရဲ့တရားကြုံနဲ့ဝင်ရောက်လာတာလည်းဖြစ်ပါတယ်။ဒါပြင်တရုတ်ထူးကိုယ်စားလှယ်အဖွဲ့ကလည်းလာရှိုးမျိုးမှာကိုယ်စားလှယ်ရုံဖွင့်လှစ်ထားပြီး နှစ်ဖက်အပြစ်ခတ်ရစဲရေကိုစောင့်ကြည့်နေတယ်လို့သိရှိရပါတယ်။တရုတ်အစိုးရရဲ့အကူအညီနဲ့လောင်ရှိုမျိုးကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ခဲ့တာကြောင့် MND ရဲ့အုပ်ချုပ်ချိန်လောင်ရှိုမျိုးမှာခိုလုံခဲ့ကြတဲ့နိုင်ငံရေးကျင်းသားတွေ CDN ဝန်ထမ်းတွေဟာအခြားဒေသပေးကင်းလုံခြုံမဲ့အနေအားကိုနေရဆွန့်ခွာသွားပြီဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဆလဗိနေပြည်တော်ကိုစောက်ခဲ့တဲ့ကုမ္ပဏီတွေပြန်ဆက်သွယ်ဖို့စက်ကောင်စီအမိန်ထုတ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းရဲ့အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပအဝင်ဆောင်ရွက်ခဲ့တဲ့ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ဆက်သွယ်အကြောင်းကြားဖို့စက်ကောင်စီလောက်နေပြည်တော်စီမံတိုင်ရေးကုမ္ပဏီကထုတ်ပြန်ထားပါတယ်။ နေပြည်တော်ဒီဆောက်ရဲ့အထူးအဖွဲ့မျိုးရေးစီမံကိန်းမှာပါဝင်တဲ့ရုံးဌာနအစအဦးတွေအထူးအစအဦးတွေဝန်ထမ်းအင်အားတွေအုပ်ချုပ်မှုဆိုင်ရာအစအဦးတွေအပါအဝင်အခြားအစအဦးတိဆောက်ရေးလုပ်ငန်းတွေမှာပါဝင်တိဆောက်ခဲ့တဲ့ကုမ္ပဏီတွေအနေနဲ့သတ်မှတ်ထားတဲ့လူပုဂ္ဂိုလ်တွေကတစဉ်ဆက်သွယ်ကြောင်းကြားဖို့နေပြည်တော်စီမံတာယာရေးကုမ္ပဏီရဲ့အစအဦးများပြန်လည်ပြုပြင်အသုံးပြုရင်းနဲ့အသက်တိဆောက်ရေးကြီးကြပ်မှုကုမ္ပဏီကထုတ်ပြန်ပါတယ် နေပြည်တော်ကပြောရမယ်ဆိုရင်တည်ပြန်ဆောင်ရမှာအကုန်နေပါပြူချသွားတာပေါ့တချို့ဆိုလုံးဝသုံးမရတဲ့အစာအုပ်တွေရှိတယ်ရှန်ကုန်ကိုတချို့တဝက်ရွှေနေပြီလို့စစ်ကောင်စီလက်အောက်ပညာရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေက Newstay မြန်မာကိုပြောပါတယ်မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်က80ရာခိုင်နှုန်းနေပါပြည့်စည်သွားခဲ့တာဖြစ်ပြီးဝန်ကြီးဌာနတွေနဲ့ဝန်ထမ်းအင်အားတွေအများဆုံးပြူချပြည့်စည်ခဲ့တာဖြစ်ပါတယ် ။နေပြည်တော်ကိုစားလုပ်ခဲ့ကြတဲ့ကုမ္ပဏီတွေမှာ ထင်ရှားတဲ့ကုမ္ပဏီတွေကတော့ Crony Odisha ရဲ့ထူ၊ Uchikan ရဲ့ Eating လောစဟန်နဲ့တူတာအိုးထွန်းမြန်နိုင်ရဲ့အေရှာဝေါ်အိုးစစောရဲ့မက်စ်မြန်မာဦးနေအောင်ရဲ့ INGE အိုးရွှေမန်းသားတွေဖြစ်တဲ့တုံးမနိုင်မန်းနဲ့အောင်သမန်းတွေရဲ့အေယာရှေဝါဦးတင်ဆန်းပိုင်းနဲ့ ACE ဥယံဝင်းရဲ့ A1 ဥသာထေရဲ့ original group ဥဝင်းထင်ကျော်ရဲ့ WHK ဥသိန်းညွန့်ရဲ့ DZ DM ဥရှိန်ဝင်းရဲ့ Talan ဖိုးချုပ်ရဲမြင့်သားအောင်စော်ရဲမြင့်ရဲ့မဟာရဲတကောအောင်ကောင်းကျော်ရွှေပြင်စတဲ့ company တွေပဲဖြစ်ပါတယ် ဆလတ်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့စက်ကောင်စီရဲ့လက်နက်ကြီးပြက်ခတ်မှုတွေကြောင့်မင်းလာမျိုးနယ်ကဒေသခံထံသည်ဆစ်ဆောင်ထွက်ပြေးနေရဆိုတဲ့အနေနဲ့ဖြစ်ပါရခြင်းပုဂိုလ်တိုင်းတာယာရခိုင်မင်းလာမျိုးနယ်အတွင်းကခြေရွာတွေကိုစက်ကောင်စီကလက်နက်ကြီးနဲ့ပြက်ခတ်တိုက်ခိုက်နေတာကြောင့်ထောင်နေချီတဲ့ဒေသခံတွေအောင်ဆစ်ဆောင်ထွက်ပြေးနေရတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။စက္ကန့်စီတက်ရောင်ပြီးခဲ့တဲ့ဧပြီလ23ရက်ကတည်းကလက်နက်ကြီးနဲ့ရဲသားပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေဘက်ကဦးတည်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ လက်နက်ကြီးနဲ့ပြက်တာကနေမနာညာမနာပဲအချိန်ရ90နေပါလောက်ရှိနေပြီလို့မင်းလာပကဖအဖွဲ့ဝင်ရဲဘော်မိုးထက်ကမောင်းတရင်ဌာနကိုပြောပါတယ်အခုလိုလက်နက်ကြီးပြက်ခတ်မှုတွေကိုခလာရတဲ့တရင်ကြောက်တကဖျားကုန်းတာကလေးရွာစစ်ကွင်းတာစုံစရိုက်စစ်ကောင်စီတပ်ဆွေရနေရာတွေကနေပြက်ခတ်တိုက်ခိုက်နေရဖြစ်တယ်လို့သိရပါတယ် လနဲ့ကြီးပြခတ်မှုကြောင့်ဆိုင်အန်ချောင်းပေါက်ကြီးရွာကစတင်ကြောင်းတကြောင်းစားထောင်ရမှလူနေသုံးလုံးပြက်စီထားပြီးပြည်သူချို့ကတော့ဘုံဒီအစာမှန်မစိုးရင်ရတဲ့တိုင်ရရရှိထားတယ်လို့သိရှိရပါတယ်။လက်ရှိမှာတော့ကြောင်းရွာရွှေကုန်းခွတ်မစမ်းဘုတ်ထောက်ကျန့်ပတ်တန်ကန်ကောပင်ဥတုကညင်ပင်အင်ဂျင်ကုန်းနဲ့စန်းတောင်ခွေအုပ်စုမှရွာပေါင်း20ကျော်ကထောင်ထဲချီတဲ့ပြည်သူတွေကဆစ်ဆောင်ထွက်ပြေးနေရတယ်လို့သိရပါတယ်။ ဒါကကျွန်တော်တို့လလန်မီတလောက်ပြုစုထားတဲ့စီရင်မဲ့ရှိသေးတာထိခိုက်ဆုံးရှုံးမှုတွေကတိထက်ပိုများနေနိုင်ပါတယ်လို့ရဲဘော်မိုးထက်ကဆက်ပြောပါတယ်။ဒါပြင်စစ်ကောင်စီတပ်တွေဟာမင်းလာမြို့နယ်အတွင်းကိုအင်အား900ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေအချိန်မီဖြစ်ပွားနိုင်တယ်လို့သူကဆိုထားပါတယ်။